မင်္ဂလာပါရှင်။ဘာမခေတ်သတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်စစ်တပ်၏ရွေးကောက်ပွဲကိုရင်းဖယ်ရန်တောင်းဆိုတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်းနယူးဇီလန်အတိုက်ခံ Labour Party လွှတ်တော်အမတ် ဖီတီဖော့ကလူမှုကွန်ရက်မှာတစ်ဆင့်သတင်းထုတ်ပြန်လိုက်ပါတယ်။နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ၊အရှေ့တီမော၊အင်ဒိုနီးရှားနှင့် United Kingdom စုစုပေါင်းနိုင်ငံ၉နိုင်ငံမှဥပဒေပြုလွှတ်တော်အမှတ်ပေါင်း163ဦးကမြန်မာစစ်တပ်၏စီစဉ်ထားသောရွေးကောက်ပွဲကိုအတူရောင်အဖြစ်ရှုံချခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်ရှင်ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြပါတယ်။စစ်တပ်ရွေးကောက်ပွဲမှာမြည်သည့်နည်းနဲ့လွတ်လပ်ပြီးတရားမျှတသည်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမှတ်များကဆိုပါတယ်။ရွေးကောက်ပွဲမှာ မြန်မာပြည်သူများအပေါ်စစ်စင်ရင်းထီသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလွှတ်တော်အမတ်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာသို့လည်းလွှတ်တော်အမတ်များကအထူးရောက်မြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာခေါင်းစဉ်ဖြင့်ပေးစာပေးပို့ခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြှလုံးဆောင်နေသည့်အတွက်ရွေးကောက်ပွဲအပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမည်မဟုတ်ကြောင်းအကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများသာပုံမှန်များပြလာမည်ဖြစ်ကြောင်းတတိပေးထားပါတယ်။ ဆက်လက်ပြီးလူငင်းခွင်တွင်အရေးပါသောခေါင်းဆောင်များမပ၍နိုင်ငံတကာဖိအားများဆက်ရှိနိုင်လူငင်း78ကြိမ်တွင်နိုင်ချင်း73ရာခိုင်နှုန်းကျော်သာပါရီဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကောမရှင်၏နိုဝင်ဘာ26ရက်လူငင်းခွင်တွင်အရေးပါသောနိုင်ငံရေးခေါင်းဆောင်များမပသဖြင့်နိုင်ငံတကာဖိအားများဆက်ရှိနေနိုင်ကြောင်း ISP မြန်မာကဆိုပါတယ်မြန်မာရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာဤတူညီဆန္ဒများတဲ့တွင်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးပြန်လှုပ်ပြီး အားလုံးပါဝင်သောတွစ်ဆုံဆွေးနွေးမှုများပြုလုပ်ရေးတိုက်တွန်းချက်လည်းပါဝင်ကြောင်း ISP မြန်မာကထုတ်ပြန်ပါတယ်။သူတို့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာထောက်ခံမလားဆိုပြီး905ကကြီးလွှင့်ငိမ့်နဲ့ညှားကြည့်တဲ့သဘောပါ။အခုတရားမဝင်ရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့တရားမဝင်အစိုးရတရက်ကိုရွေးကောက်ခံအစိုးရတရက်အတွင်ထိုးရှိုးနိုင်ဖို့စစ်ကော်မရှင်ရဲ့လှည့်စားချက်တရက်ပါပဲဟုမုံရအခြေစိုက်တက်ကြွလှုပ်ရှားသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ26ရက်လွန်ငင်းခွင့်သည်မြန်မာနိုင်ငံသားများအပေါ်အမေရိကန်ပြည်ထောင်စုကယာယီခိုလုံကွင်းပြုသည့် TPS အစီအစဉ်ကိုနိုဝင်ဘာ25ရက်တွင်ဖျက်သိမ်းလိုက်ခြင်းနှင့်စစ်ကော်မရှင်၏ဥရောပမဟာမိတ်တဦးဖြစ်သောဗီလာရုသမရာမစ္စတာအလက်ဆန်နာလူကာရှန်ကိုနေပြည်တော်သို့နိုဝင်ဘာ28ရက်ညကရောက်ရှိနေခြင်းနှင့်ဆက်ဆက်နေကြောင်း ISP မြန်မာကဆိုပါရယ်အမေရိကန်အစိုးရက TPS အစီအစဉ်ဖျက်သိမ်းခြင်းအပေါ်မြန်မာနိုင်ငံ၌တရုတ်နိုင်ငံ၏ဂျာဝယ်မှုဖြင့်အောင်မြင်သောအပြစ်ခတ်ရက်စဲမှုဖြစ်နေခြင်း ရွှေကောက်ပွဲအစီအစဉ်များရှိနေခြင်းနဲ့အရေးပေါ်ကာလပြီးဆုံးရင်နိုင်ငံသားများဘေးကင်းစွာနေရပြန်နိုင်ခြင်းစသည်တို့ကိုအကြောင်းပြချက်ပေးထားပါတယ်။စစ်တပ်အာဏာသိမ်းပြီး9နှစ်နီးပါးအတွင်းလူငယ်ချမ်းသာခွင့်18ကြိမ်ကြီးညာခဲ့ပြီးအကျဉ်းသူအကျဉ်းသား3,000 2920 6ဦးကိုပြန်လွတ်ခဲ့ရာထိုတဲတွင်နိုင်ငံရေးအကျဉ်းသား15444ဦးပါဝင်သဖြင့်နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ73.8%ခန့်ရှိကြောင်း ISP မြန်မာကထုတ်ပြန်ပါရယ်။မယားငါကကြီးဖြင့်အမှုဖွဲ့ ခံထားရပြီးတင်းရှောင်းနေရသူနဲ့တရားစွဲဆိုခံထားရသူ9580ကိုအမှုပိတ်သိမ်းခဲ့ပြီး905ကကြီးဖြင့်ထောင်ချနေသူ2362ဦးအားလုံငင်းခွင့်ပြုခဲ့ကြောင်းစစ်ကော်မရှင်ကနိုဝင်ဘာ26ရက်ကထုတ်ပြန်ခဲ့ပါတယ်။စစ်အာဏာသိမ်းမှုကိုလက်မခံမှုနဲ့စန့်ကျင်မှုများကြောင်းစစ်ကော်မရှင်အကျဉ်းချုပ်များတဲ့တွင်နိုင်ငံရေးအကျဉ်းသား2802ဦးထပ်မံရှိနေစေဖြစ်ကြောင်း ISP မြန်မာကဆိုပါတယ်။ဘရောင်းတက်နယ်အတွင်းရခိုင်ရိုးပေါ်၌ တက်ခွဲမှုအဆင့်အင်အား30ခန့်မှာစစ်ကြောင်းလိုက်ပျောက်ဆုံးမိတယ်ဆိုတဲ့တင်ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်နဲ့အာရကတက်တော် AA တို့တိုက်ပွဲများရှိနေသည့်ဘကိုတိုင်းပတောင်တက်နယ်အတွင်းသို့စစ်ကြောင်းထိုးဖွင့်ရောက်သွားသည့်အင်အား30ပါစစ်ကော်မရှင်စစ်ကြောင်းမှပင်မတက်နယ်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရပါတယ်။စစ်ကော်မရှင်တက်မှတက်ခွဲမှုအဆင့်ဦးစီးသည့်အင်အား30ပါစစ်ကော်မရှင်စစ်ကြောင်းသည်ပြီးခဲ့သည့်နိုဝင်ဘာတတိယပတ်ကညောင်ကျိုးလေတာတောင်ခွင်းကျင့်သို့စစ်ကြောင်းထိုးထွက်လာပြီးနောက်ဒါကာစပြည်နှင့်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရပါတယ်။ ဒါကစပြီးနေတက်သွားတဲ့စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေပါတယ်။နှစ်ဖက်လုံးကမထုတ်ပြန်သေးတော့တိရလာထွက်ပြေးလာမသိရသေးဘူး။အဆက်အသွယ်ပြတ်တာတပတ်ကျော်ပြီဟုတက်တရင်ရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။စစ်ကော်မရှင်နဲ့ AA တပ်ဖွဲ့များမှ666ပွိုင်စခန်းကုန်းအနီးနှင့်လေတာတောင်ကျောတဝိုက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကူများဇက်တိုက်ပိုးလျက်ရှိပါရယ်။ထို့ပြင် AA စုတ်ခွာထားသည့်ပွိုင်666စခန်းကုန်းကိုမုံမှန်ပြင်ဆင်ပြီးလက်နက်ကြီးများအထိုင်ချကခံစစ်ပြင်ဆင်နေကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါရယ်။ ကြောင်ကုန်းညောင်ကျိုးရှိုးလန်တက်ဆောင်နေမီစုံမမှုရယူနိုင်ရန်စစ်ကော်မရှင်ကအဆုံးရှုံးထားသည့်လေသာတောင်ကျော်တဝိုက်ကိုပါစစ်ကူပိုးလျက်ရှိပါသည်ပြီးခဲ့တဲ့နိုဝင်ဘာ24ရက်နေ့ကလေသာတောင်ကျော်အနီးတွင် AA နှင့်စစ်ကော်မရှင်တို့တိုက်ပွဲများပြင်းထန်ခဲ့ပြီးစစ်ကော်မရှင်ဒရုန်းပုံကြောင့် AA တပ်ဖွဲ့ဝင်အများအပြားသေဆုံးမှုရှိသည်ဟုစစ်တပ်ထောက်ခံ channel များကဝါရဖြန့်ရေးသားဖော်ပြထားပါသည် ယခုတိုက်ပွဲတွင်ပျောက်ဆုံးသွားသည့်စစ်ကြောင်းမှာတေဆုံနှင့်လက်နက်ချအညံ့ခံမှုတစ်ခုခုဖြစ်နိုင်ကြောင်းကိုမူနှစ်ဖက်တပ်ဖွဲ့များကထုတ်ပြန်မှုမရှိသေးပေ။ကာကွယ်ရေးပစ္စည်းစက်ရုံကပါစ16ဤကာကင်းနေရာများနှင့်ညောင်ကျိုးနှင့်ဆင်လန်ကြားလီတာတောင်တဝိုက်တွင်တိုက်ပွဲများဆက်လက်တည်ရှိနေရာတိုက်ပွဲအတွင်ထွက်ပြေးသည့်စစ်ကောမရှင်တပ်ဖွဲ့ဝင်များကိုလက်ရဖမ်းဆီးနိုင်မှုများရှိကြောင်း AA ကနိုဝင်ဘာ7ရက်ကထုတ်ပြန်ခဲ့ပါသည်။စစ်ကောမရှင်သည်ကလေးနှင့်ဖောင်းပြမှချင်းမြန်တရင်များကိုဗထောင်တက်နယ်တွင်ရှိတိုက်ပွဲများသို့ပို့ဆောင်ထားကြောင်းသိရပါသည် ဆက်လက်ပြီးကျန်းဖို့ပါတီကိုမဲပေးရေးမဲဆွေနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လှုပ်သူမှန်သည်များအကုန်တက်ရမည်ဟုပြောတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကျန်းဖို့ပါတီကိုမဲပေးရေးမဲဆွေနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လှုပ်သူမှန်သည်များအကုန်တက်ရမည်ဖြစ်ကြောင်းပြည်တွင်းစစ်လော်ပီ Telegram Channel တစ်ခုသို့ထုတ်ဖော်ပြောဆိုပါတယ်။တရုတ်ဆောင်နေအောင်က၎င်းတို့အနေဖြင့်စစ်သားသားသမီးဖြစ်၍ယူနီဖောင်းမြင်လျင်ပင်ချစ်ကြောင် ကျန်းဖော့ပါတီသည်စစ်တမ်းမှလာသောပါတီဖြစ်၍ကျန်းဖော့ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွယ်စည်းရုံးရေးများတွင်ကျန်းဖော့ပါတီကိုချီ၍ကျန်းဖော့အင်ကြီးအုတ်ထုတ်ကိုမိမိဆန္ဒအရဝစ်ဆင်လာခြင်းဖြစ်ကြောင်းစစ်တမ်းအနေဖြင့်တိုင်းပြည်ကိုမတိမငြိမ်ဖြစ်အောင်လုပ်သူမှန်သမျှကိုအကုန်တတ်ရမည်ဖြစ်ကြောင်းကျန်းဖော့ပါတီအာနာရလာပါကတိုင်းပြည်တည်ငြိမ်အေးချမ်းသွားမည်မှာအသေးစားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါရယ်။နိုင်ငံရေးအခင်းအကျင်းကတော့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်တဲ့ကောင်မှန်သမျှအကုန်သတ်ကျွန်တော်ကစစ်သားသားသမီးလေးယူနီဖောင်းမျှရင်ချစ်တယ်လေ ဆဲတဲ့ကောင်တွေတေပေါ်တေချပေါ်ကျွန်တော်ကပြည်တော်စုကြန့်ခိုင်နေတဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ်။သူများဝက်ခိုင်းလို့ဝက်တာမဟုတ်ဘူးချစ်လို့ဝက်တာကျွန်တော်ကနိုင်ငံရေးခံယူချက်မရှိဘူးကျွန်တော်ကစောနာကပြောသလိုပြည်ခိုင်ဖြိုးသည် come from the military တမတော်ကလာတဲ့အဖွဲ့အစည်းများလူတွေပဲတမတော်မကခွဲရင် အခုဆိုရင်လူတွေဘဝပြတ်ကုန်ပြီနိုင်ငံတကာမှာတမတော်မရှိတဲ့နိုင်ငံရှိလားဟုတရုတ်ဆောင်နေအောင်ကဆိုပါတယ်တရုတ်ဆောင်နေအောင်မှာ ်ရန်ကုန်တိုင်းအတွင်းရှိကြံ့ဖို့ပါတီ၏မဲဆွယ်စည်းရုံးပွဲများဆိုင်းဘုတ်ဖွင့်ပွဲများတွင်မကြာခဏဆုတလို့တက်ရောက်လေရှိပြီးပွဲတိုင်းတွင်ကြံ့ဖို့ပါတီဝစ်စုံကိုအပြည့်အစုံဝစ်စင်မဲဆွယ်လေရှိပါသည်။နေအောင်ကကြံ့ဖို့ပါတီအတွင်းမဲဆွယ်၍၎င်းကိုဆဲဆိုလာပါကလည်းခယူးမဆိုင်ကြောင်းလူလူချင်းမကြောက်ဖဲစင်ပေါ်တွင်တက်ရောက်ချင်းထွေနိုင်ကြောင်းချောင်းရွေလုတ်ကြံ့ပြီဆိုလျင်အချောက်သာဖြစ်ကြောင်းပြောဆိုပါသည်။ရှင်ပြင်းတရုတ်ဆောင်နေအောင်ကမူဆလင်များသည့်ဧည့်သည်များဖြစ်ပြီးအိရှိဖြစ်သူများနှင့်အဆင်ပြေအောင်နေထိုင်ရမည်ဖြစ်ကြောင်းထို့သောမနေလျင်အဆင်မပြေကြောင်း လာမယ့်ရွေးကောက်ပွဲတွင်မိသူမဆူအသက်16နှစ်ပြည့်ပြီးသူတိုင်းမဲယုံသို့သွား၍မဲပေးရမည်ဖြစ်ကြောင်းသရုပ်ဆောင်နေအောင်ကပြောဆိုပါရယ်။ကြံခိုင်ရေးပါတီတရင်ရင့်မြစ်ကမူရုပ်ရှင်သရုပ်ဆောင်များကိုမဲဆွဲစည်းရုံးမှုတွင်အသုံးပြုနေရာတွင်ရပ်ပေါင်း60မဲဆွဲစည်းရုံးပွဲများအထွတ်ငွေကြေးတိုက်ရိုက်ပေးချေကြောင်းသက်ဆိုင်ရာတိုင်းနှင့်မျိုးနွယ်များအလိုက်လေသရုပ်ဆောင်နှင့်အမှုပညာရှင်များကိုခေါ်ယူဝန်းရံခိုင်းရန်ဗတ်ကြက်များချထားပေးကြောင်းပြောဆိုပါရယ်။မဲဆွဲပွဲနှင့်ဆိုင်းပုတ်ဖွင့်ပွဲတက်ပြီးဖို့ဖိတ်တာမှာသူတို့အတွက်သွာလာကနှင့်တက်ရောက်ခ ဲ့ဒါတော့စီစဉ်ပေးရတယ်တပွဲဘလောက်ဆိုတာမျိုးမဟုတ်ဘူးရပောင်း60မဲဆွယ်ခွဲကာလတစ်ခုလုံးအတွက်တခါတည်းငှားလိုက်တာပါဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်ရှင်းပြင်းစစ်တပ်ကလည်းစစ်တပ်ထောက်ခံတော်တရုတ်ဆောင်စိုးမြတ်သူစာကျော်ရဲအောင်အပါဝင်တရုတ်ဆောင်များကိုတန်ချောင်းတင်သွင်းခွင့်တွင်းခုတ်ပါမင်းများချထားပေးပြီးစစ်တပ်နှင့်ဆိုင်သောပွဲများသို့တက်ရောက်ရန်စစ်တပ်ကဖိတ်ကြားကြောင်းသိရပါတယ်